ကောင်မလေးတွေဆိုလို့ရှိရင်အရန်လှနေပြီဆိုလို့ရှိရင်ခင်ဗျားတို့သိတဲ့အတိုင်းပဲကကြီးကြောင်လေးတွေတို့နော်စိတ်ကောက်တက်တာလေးတွေတို့အဲ့ဒါလေးတွေလေအနောက်မှာအာပါဆယ်လေးတွေပါတဲ့ကြတယ်ပေါ့နော်ကပ်ပါတဲ့ကြတယ်ပေါ့ဒါပေမဲ့ခက်တာကကျွန်တော်တို့ယောက်ျားလေးတွေကအဲ့ဒါကိုပဲဆွဲလန်းကြတာသိရမလားအဲ့ဒါလေးတွေကိုပဲချစ်တာ ထားပါတော့ဆိုကျွန်တော်ဒီနေ့ showcase လုပ်ပေးမယ် Asus ZenBook A14 ဆိုတဲ့ laptop ကလည်းအဲ့လို main ကလေးတွေမျိုးလေးပဲသိတယ်မလားတော်တော်လေးလှတယ် slim body လေးနဲ့ချစ်စရာကောင်းတဲ့ဆွဲဆောင်မှုအပြည့်ရှိတယ်အဲ့လိုပဲကြကြီးကြောင်ကြတာလေးတွေကြီးကြတာလေးတွေလည်းတွဲတော့ပါတယ်ဆိုတော့ဒီ ZenBook A14 ကဘယ်လိုလူတွေအတွက်ဖြစ်မလဲဘာတွေကောင်းပြီးတော့ဘာတွေမကောင်းလဲအဲ့ဒါကိုကျွန်တော်တို့တူတူဆက်ကြည့်မယ် okay ် TBH ဆက်နေကြိုးဆိုပါတယ်တကယ်တမ်းသာပြောရမယ်ဆိုလို့ရှိရင်တော့လေဒီ laptop ကိုကျွန်တော်တို့စီကိုမရောက်ခင် YouTube မှာတခြား reviewer တွေရဲ့ video တွေကိုဆက်ဆက်မြင်မြင်ချင်းကလေးကတော်တော်လေးသဘောကျခဲ့တာ review လုပ်ချင်တာလေလက်ကိုမှရားနေတာပဲရားဆိုသူ့ရဲ့ design ရော size ရောတုံးထားတဲ့ material ရောကတော်တော်လေးကိုမိုက်တာအကြီးကြီးလိုက်တာနဲ့သူကတကယ် slim body လေးနဲ့ခလန်းလန်း model ကောင်မလေးတစ်ယောက်ကိုကြည့်လိုက်ရတဲ့အတိုင်းပဲဒီကောင်မှာတုံးထားတဲ့ material က Asus ရဲ့ ceramic aluminum ဆိုတဲ့ကောင် aluminum နဲ့ ceramic နဲ့ကို ပေါင်းထားတဲ့ကောင်အဆိုလိုတာကအလူမီနီယံပေါ်မှာဆီရမစ်ကိုတင်အုပ်ထားတာဗျာဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့ပေါ်လဲပေါ်တယ်အပေါ်မှာအုပ်ထားတဲ့ဆီရမစ်ကလည်းချစ်ရည်လက်ရည်မထင်တော့ဘူး EC EC လေးလည်းဖြစ်တယ် တော်တော်လေးလေးအကြံခံတယ်။အဲလက်ရမထင်ဘူးဆိုတဲ့နေရာမှာချွေးနည်းနည်းလေးစိုနေရင်တော့ smash လေးကတော့နည်းနည်းတော့ဖြစ်တတ်တာပေါ့။ဒါပေမဲ့ပုံမှန်အပေါ်မှာအဲ့လို ceramic coating မပါတဲ့ကောင်တွေထက်ဆိုင်ရင်တော့အများကြီးပိုတတ်တာတယ်။ပြောလို့ပြောတာတော့မဟုတ်ဘူး။အယောင်ကြောင့်လေးတော့နည်းနည်းပိုပြီး smash ထင်တာဖြစ်နိုင်တယ်ပေါ့နော်။အဖြူဆိုလို့ရှိရင်တော့အဲ့လိုဖြစ်လိမ့်မယ်လို့မထင်ဘူး။အော် smash ပေတာအမဲမှာပိုဖြစ်လိမ့်ရှိတယ်ပေါ့နော်။ smash ကလည်းကျွန်တော်ရှေ့တုန်းကပြောခဲ့သလိုပဲတိတ်ပြီးတော့တိတာလှတယ်တော့မဟုတ်ဘူး။မိမ့်မိန်လေးတွေပဲ။ပြီးတော့တုံးထားတဲ့အချိုးကွေးတွေကလည်း smooth ဖြစ်ချက်ပဲကြတယ်။ အလှပဘက်ကိုတော်တော်လေးကိုအလေးပေးထားတဲ့ laptop တစ်လုံးတော်တော်လေး aesthetically pleasing ဖြစ်တဲ့ laptop တစ်လုံးလို့ပြောလို့ရတယ်ဆိုအလှကြီးပဲလားဆိုတော့လည်းမဟုတ်ဘူးတော်ပေါ်တာကလည်းတော်တော်လေးကိုပေါ်တာဒီကောင်က 980g ပဲရှိတယ်ဆက်လေးလက်မှ laptop တစ်လုံးအနေနဲ့ဒါလက်ရှိအပေါ်ဆုံးပဲပုံမှန်1 kg out laptop ဆိုတာအရင်တော့က73လက်မလောက်ပဲရတာအခုက74လက်မမှာ1 kg out ဖြစ်သွားတာဆိုတော့ဒီကောင်က MacBook Air ထက်ရော ThinkPad X1 Carbon ထက်ရောပိုပေါ့တယ်။သူနဲ့လေးချိန်တူတဲ့ laptop ဆိုလို့ရှိရင် HP Aero 13ရှိမယ်။ကျွန်တော်ရှေ့တွင်ကပြောခဲ့သလိုပဲ73လမှာပဲရမယ်။ဆိုလိုတာဒီ laptop ကလက်တစ်ဖက်လေးထဲနဲ့မပြီးတော့အသာလေးသုံးလို့ရတဲ့အနေထားလောက်ထိပေါ့တယ်။အဲဒါပေမဲ့ cheap ဖြစ်တယ်လို့တော့မထင်နဲ့။ဒီကောင်က military grade certified လည်းဖြစ်သေးတယ်။ဆိုတော့အကျန်းကလည်းတော်တော်ခံသလို build quality ကလည်းလုံးဝ top notch ပဲ။ Asus ZenBook S13 နှုန်းကလိုမျိုးပဲ။သူက aluminum ထက်အဲကြောက်သားလေးကိုကန်ရတယ်ဆိုရယ်ခန်းစားချက်မျိုးလေးရတယ်။ MacBook Air လိုမျိုး metal feeling မျိုးတော့ရမှာမဟုတ်ပြီးတော့အထူးအားလဲ1.6 cm ပဲရှိတယ်ပါတာလည်းတော်တော်ပါတယ်ဗောနော်အောက်မှာဖောက်ပေးထားတဲ့ event လေးတွေဒီ speaker grill လေးတွေအဲ့ဒါလေးတွေကလည်းတော်တော်သေးရတယ် rubber feet လေးတွေလည်းခံပေးထားတယ်ဆိုတော့စပွဲပေါ်တင်သုံးတာဘာညာမှာလည်းလုံလုံညုံညုံပဲ secure ဖြစ်တယ်ကျွန်တော်တို့စီကိုရောက်လာတဲ့အကြောင်းက Iceland Grey ဆိုတဲ့ခဲရောင်ပြီးတော့ဗါတဲ့ Zabriskie Beige ဆိုတဲ့ခက်ညိုညို color option တမျိုးလဲရွေးလို့ရသေးတယ်တော်တော်လေးတော့ဘယ်လိုခေါ်မလဲ classy ဖြစ်တယ်ပေါ့ဒီအကြောင်းလေးတွေ ਆ ပေါ့နော်ဆိုတော့ Zenbook S4D မှာလိုမျိုးအဖြူအောင်လေးပါထပ်ထုတ်ပေးမယ်ဆိုလို့ရှိရင်တော့ပိုကောင်းမလားပဲပေါ့နော် ကျွန်တော်လိုချင်တာကိုပြောပါတယ်နောက်ပြီးတော့ပုတ်ပုတ်ပပ laptop ဆိုပေမဲ့ port စီကလည်းသွားဆုံဆုံလင်းလင်းပါတယ်တည့်ရတိုင်းပဲ ultra book စီမှာက type c port လောက်ပဲထည့်ပေးတာများတယ်ဒီကောက်မှာကျတော့ဘယ်ဘက်မှာ hmi 2.1တပောက်ရယ်ပြီးတော့ 40gbps အထိရမယ် usb c 4.0နှစ်ပောက်ရယ် headphone jack ရယ်ပါတယ်ညာဘက်မှာကျတော့ usb 3.2 gen 2 type a တပောက်ပါတယ်ပြောရရင်ဒီလိုပုတ်ပုတ်ပပ laptop တစ်လုံးအတွက် ် IO ကတော်တော်လေးလုံလောက်တယ်အရေးအတွက်လည်းများတဲ့အပြင်ပါတဲ့ port တွေကလည်း bandwidth ကောင်းတယ်ပေါ့နော်ပြီးတော့ Wi-Fi 6E Bluetooth 5.3အဲအဲ့ဒါတွေလည်းပါတယ်ဆိုကျွန်တော်တို့ဒီ laptop ကို lid ကိုဆွဲဖွင့်လိုက်တာနဲ့မြင်ရမှာက14လက်မအရွယ်ရှိတဲ့ Asus ရဲ့ Lumina OLED display resolution ကတော့ 1080p ဝန်းကျင်ပဲပေါ့နော် 1080p မှာ 60Hz စု10ပေါ့ပြီး refresh rate ကလည်း 60Hz ပဲ ဖြစ်နေတယ်။အဲအဲ့ဒါလေးကတော့တိတ်အားမရဘူးပေါ့နော်။တခြား Zenbook lineup တွေဒီပြိုင်ဘက် MacBook တွေလိုမျိုး 2K 3K resolution ပါညာမဟုတ်ဘူး။အာဒီလောက် body တိတ်တိတ်လေးမှာ battery ကလည်းအများကြီးမထည့်နိုင်တဲ့အတွက် battery ပိုခန့်ကျင်လို့လို့ကျွန်တော်တို့ကတော့ထင်တာပဲ။ဒါပေမဲ့ display quality ကတော့တိရအတိုင်းပဲတော့ OLED ဖြစ်တဲ့အတွက်ကတော့ color တွေကစိုးတောက်ပြီးတော့ကြီးရတာအရသာရှိပါတယ်။ bezel တွေကလည်းတော်တော်ပါတဲ့ခါကျတော့ကြီးရတာအာ kit မီတယ်ပေါ့နော်။ modernize ဖြစ်တယ်။ ပြီးတော့100% DCI-P3 လဲ certified ဖြစ်တယ်ဆိုတော့ color coverage လဲကောင်းတယ်ဆိုတော့ photo editing video editing အဲ့ဒါတွေလဲအဆင်ပြေတယ်သူက matte display မဟုတ်ဘူး glossy ဒါပေမဲ့ 600nits peak brightness ရတဲ့အခါကျတော့ outdoor သုံးမယ်ဆိုလို့ရှိရင်လဲအဆင်ပြေတယ်တင်မလားပေါ်လဲပေါ်တဲ့အခါကျတော့ coffee ဆိုင်ပါညာတည့်သွားမယ်ဆိုရင်ဒီ laptop ကတော်တော်လေးကိုအဆင်ပြေတယ်ပြောရရင်ဒီကောင်းရဲ့ display က full HD ဖြစ်တဲ့အတွက် တချို့ 2K 3K display တွေလောက်တော့ sharp မဖြစ်တာသိတာပဲ။ OLED ဖြစ်နေတာရော၊16လက်မှဖြစ်နေတာရောပြီးတော့ brightness တွေလည်းမဆိုးဘူးဆိုတဲ့အခါကျတော့ display ကဆိုးတယ်လို့တော့ကျွန်တော်တော့မမြင်တော့ဘူးပေါ့နော်။ OLED ကြီးနဲ့ထိုင်ကြည့်နေရတာနေနေမယ်။အရသာတော်တော်ရှိလွန်းနေပြီ။ 90Hz refresh rate လောက်လေးဆိုရင်အများကြီးပိုသဘောကျမိမှာ။အကြီးမားဆုံး complaint ကတော့ refresh rate ပဲ။ Predicom မှာတုံးထားတဲ့ hinge အကြောင်းကိုလည်းကျွန်တော်ပြောပြမယ်။ဒီ hinge ကကျွန်တော်ကိုယ်တိုင်ကင်မှုသမျှ laptop hinge တွေထဲမှာ smooth အဖြစ်ဆုံးပဲ100 open လုပ်လို့ရတဲ့အပြင်ဖွင့်ရတာပိတ်ရတာတော်တော်လေးကို effortless ဖြစ်တယ်ဟုတ်လားဟိုပေါင်ပေါင်တင်ပြီးတော့စာရိုက်တာဘာညာမှလည်းလှုပ်နေတာမျိုးခါရမ်းနေတာမျိုးမရှိဘူးဒါပေမဲ့ smooth ဖြစ်နေလို့လားတော့မသိဘူး laptop ကိုဖွင့်ထားရင်းနဲ့ကောက်ကင်လိုက်တဲ့အခါမျိုးမှာ screen ကလန်လန်ကျသွားတာမျိုးတော့ဖြစ်တတ်တယ်လိုအပ်တာထက်နည်းနည်းလေးခြောက်နေတဲ့ခံစားချက်မျိုးကိုတော့အနည်းလေးရတယ်နောက်ဘက်ကို145 degree ထိလှန်လို့ရတယ်အဆုံးထိတော့ခောက်ချိုးလိုက်လို့မရဘူးပေါ့နော် laptop ကလည်းပေါ့တဲ့အခါကျတော့ပေါင်ပေါင်တင်သုံးတာဘာမျိုးဆိုလို့ရှိရင်တော့အဆင်ပြေတယ် ultra portable ဖြစ်တယ် so speaker ကလည်းတော်တော်လေး quality ကောင်းတယ် bottom firing အာအတန်လေးတော်တော်ကျဲတယ် full sounding လည်းဖြစ်တယ်အာ clarity ပိုင်းမှာတော့နည်းနည်းအားနေတယ်ဒါပေမဲ့ပြောလို့ပြောတာမဟုတ်ဘူးကျွန်တော်တို့ရုံးမှာသုံးတဲ့ M1 MacBook Air နီးပါးကိုကောင်းတယ် Windows laptop တွေထဲမှာဆိုလို့ရှိရင်ဒီ MacBook ရဲ့ speaker ကိုရှင်းထိုင်နေဆိုတော့ဒါထိတ်တန်းရည်သွေးလို့ပြောလို့ရမှာပေါ့တရှင်းနှောက်ထောင်တာတွေရောရုပ်ရှင်ကြည့်တာတွေအတွက်မှာရောတော်တော်အဆင်ပြေတယ် ပြီးတော့ဒီကောင်းမှာပါတဲ့ 1080p webcam ကလည်း quality မဆိုးဘူးလို့ပြောလို့ရတယ် online meeting နေ online learning နေ um remote work တွေတို့အတွက်အဆင်ပြေတဲ့ quality မျိုးကိုထုတ်ပေးနိုင်တယ် security အတွက်ကကြတော့ဒီကောင်း fingerprint scanner မပါဘူးဒါပေမဲ့ IR sensor နဲ့ဆိုတော့ windows 10လို့နဲ့ face unlock လုပ်လို့ရတယ် fingerprint ထပ်ပိုကောင်းပါတယ်အဲကောင် ပြီးတော့ copilot plus pc ဖြစ်တဲ့အတွက် studio effect တွေလူရွှေ့တလူလိုက်ပြီးတော့ framing လုပ်ပေးမဲ့ automatic framing feature တွေအဲ့လိုမျိုး ai feature တွေလည်းတုံးလို့ရမယ်ပြီးတော့ eye contact လိုမျိုးကိုက laptop ကိုကြည့်မနေတော့ဘူးဆိုလို့ရှိရင် screen ရဲ့အလင်းကို auto shot ပေးတာမျိုးနော် mic တုံးတဲ့အခါမှာမလိုအပ်တဲ့ background က noise တွေကို suppress လုပ်ပေးမှာမျိုးအဲ့လိုမျိုး feature တွေလည်းထည့်ပေးလာတယ်ကိုလုံရင်လို့တို့လို my asus app ကနေပြီးတော့တစ်ဆင့်တော်တော်များများကို tweak လုပ်လိုက်လို့ရတယ် ဒီလက်ပြောက်ကအတိအတိုင်းမဲ့တော့ပေါပပပလေးဖြစ်အောင်လုပ်ထားတာဆိုပေမဲ့သုံးထားတဲ့ keyboard ကတော့ကျွန်တော်တို့ကတော့စာရိတ်လိုကောင်းတဲ့ထဲမှာပါတယ်1.3 mm key travel ရှိတယ်အဲတချို့ feedback တိတ်မကောင်းမှု squishy ဖြစ်တယ်လို့တော့ ြောကြတယ်ပေါ့နော် တချို့ review တွေမှာဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့အဲ့ဒီနူးနူးညံ့ညံ့အထီးတွေ့ feeling လေးကို personally သဘောကျတယ်အဲ typing experience မှာဟို thinkpad တွေတို့ဘာလို့အဲ့ဒီ keyboard တွေနဲ့တော့သွားမရှင်နဲ့သူဟာနဲ့သူကတော့ရိုက်ရတာ stable ဖြစ်တဲ့အပြင်ကီးပုံစံလေးတွေရလဲတက်တက်ရရလေးရှိတယ်ဒါပေမဲ့အားမရတာတခုကသူ့ရဲ့ backlight က function row မှာဆိုလို့ရှိရင်အခုပြထားသလိုမျိုးသူကအယောင်တိတ်မညီတာမျိုးလေးတွေရှိတယ်အလဲဘက်ကလင်းနေတယ်ဘေးဘက်တွေမှာမှိန်နေတာမျိုးတွေရှိတယ်အောက်က light source ကဒီအလဲနားလောက်ကိုပဲသွားပေးထားတဲ့သဘောမျိုးဖြစ်နေတာပေါ့အဲ့ဒီတခုကတော့တိတ်မမိုက်ဘူး ကျန်တဲ့ကြီးတွေမှာတော့အဲ့ပြဿနာမရှိဘူး။ပြောလို့ပြောတော့မဟုတ်ပါဘူး။ဒီပြဿနာမျိုးက Windows Laptop တော်တော်များများမှာရှိတတ်ကြတယ်။ဒါ nit pick လောက်တာဖြစ်သွားပြီပေါ့နော်။ Trackpad ရဲ့ Surface ကကြတော့ MacBook ရဲ့ Trackpad တွေထက်ကိုပိုမိုက်တယ်။ပို့ရတာအရသာတော်တော်ရှိတယ်။ပြီးတော့ Asus ရဲ့ gesture လေးတွေဖြစ်တဲ့ဘယ်ဘက်ကနေပြီးတော့အပေါ်အောက်ဆွဲလိုက်ရင်အတန်တိုးကျလောက်တာတော့ညာဘက်အပေါ်အောက်ကနေဆိုရင် brightness ချိန်တာတို့ပြီးတော့ဒီအပေါ်ဘက်ကနေဘယ်ညာဆိုလို့ရှိရင် skip လောက်တာတို့အဲ့ဒါတွေလည်းပါတယ်။ပြောရရင်ဒီ diving board ဖြစ်နေတာလွဲလို့တော်တော်လေးကိုသုံးလို့ကောင်းတဲ့ trackpad လို့ပြောလို့ရတယ်။ ဒါပေမဲ့နောက်နှစ်ထွက်တဲ့ကောင်တွေမှာတော့ MacBook လိုမျိုး haptic touchpad လေးတွေဖြစ်စေခြင်းတယ်အခုက left click right click နှိပ်လိုက်လို့ရှိရင် touchpad အပေါ်နာဆိုရင်နှိပ်ရတာမာတယ်အောက်ဘက်ကိုဆင်းဆင်းနှိပ်ရတယ်အဲ့ဒါအသိရတာမရှိဘူး haptic ဖြစ်သွားရင်အဲ့ပြဿနာတွေလည်းမရှိတော့ဘူးပြောမင်းသာပြောတာပါဖြစ်စေခြင်းတွေသာပြောတာဖြစ်ဖို့တော့မမြင်ပါဘူးဘာမှတော့အဲ့ဒီတဲ့နေတော့မကြောက်ဘူး။ Okay ဆိုတော့ performance ဘိုင်းကိုပြောမယ် ီ laptop မှာတုံးထားတဲ့ chip က Intel လည်းမဟုတ်ဘူး AMD လည်းမဟုတ်ဘူး Qualcomm Qualcomm ကနေထုတ်ထားတဲ့ Snapdragon 8ကိုတုံးထားတာတည့်ရတိုင်းပဲ Snapdragon 8ဆိုတာလက်ရှိ Qualcomm ကနေထုတ်ထားတဲ့ ARM based X series chip တွေထဲမှာအနိုင်ဆုံးက CPU ကတော့ Qualcomm ရဲ့ Orion CPU core 7လုံးပါတယ် clock speed က 3GHz နီးပါးအထိရမယ် GPU အတွက်ကကြတော့ Adreno GPU မှာမှ1.7 teraflops ရမယ်။တည့်ရတိုင်းပဲကိုပိုင်လော့ PC ဆိုတဲ့အခါကျတော့ NBU အတွက်ကို45 tops ရတဲ့ hexagon nbu နဲ့လာဒီကောင်က 28w ddb ဆိုတော့ power draw ကတော်တော်လေးနည်းတယ်ကျွန်တော်တို့စမ်းသုံးနေတဲ့ unit မှာ 16gb lpddr56 ram ရယ် 512gb m.2 nvme storage နဲ့လာတယ်ဆိုတော့ကျွန်တော်တို့ရှေ့မှာပြောတဲ့ဒီကကြီးကြောင်ကြတယ်ဆိုတဲ့ကောင်မလေးလေအဲကကြီးကြောင်ကြတာ performance အပိုင်းပဲဒါလည်းဘယ်လိုပြောရမလဲအားနည်းချက်ရလို့တော့မဟုတ်ဘူးကကြီးကြောင်ကြတာမကိုက်တာအဲ့လိုမျိုးပြောရင်ပုံမှန်လိမ့်မယ် ပြောမယ်ဆိုလို့ရှိရင်ဗျာဒီ Snapchat ကို Xship က game ဆော့မဲ့သူတွေ professional video edit လုပ်မဲ့သူတွေဒါမှမဟုတ် pixel dance ဖြစ်တဲ့ illustration တွေ Photoshop တွေအဲ့လိုတွေလုပ်ချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ထုတ်ထားတာမျိုးမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ Windows 10မှာ ARM ကို native support လုပ်တဲ့ app ကတိတ်မရှိသေးတာမို့လို့အဲ့ခါကျတော့ဒီ chip ရဲ့ performance ကလည်းအပြည့်အဝအသုံးချလို့မရသေးဘူး။ပြောမယ်ဆိုရင် developer တွေကလည်း ARM ကို native ရအောင်လို့ဒီတက်ပို့ပြီးတော့စ조사ပေးဖို့လိုဦးမယ်။အချိန်တစ်ခုစောင့်ဖို့လိုသေးတယ်။ကျွန်တော်တို့သုံးနေကြ app တော်တော်များများရောက်လာနိုင်မယ်လို့တော့ကျွန်တော်တို့မျှော်လင့်ရတယ်ဗောနော်။ အခုလိုလိုစင်မှာတော့အရင်ကြီးအဆင်မပြေသေးတဲ့ကိစ္စလေးတွေရှိနေတာတော့သိကြတယ် Adobe Family ထဲမှာဆိုလို့ရှိရင် Photoshop နဲ့ Lightroom နဲ့ပဲဒီကောင်ကလိုလိုစင် native ရသေးတယ် Premiere Pro ကလည်းဒီကောင် emulation ခံပြီးတော့ run ရတယ်ဒီ Snapdragon chip မှာပင်လယ်ဓာတ်များလုတ်ပြီးတော့ software သုံးမဲ့သူတွေအတွက်ကတော့ install လုပ်ရတာခေါင်းစားမဲ့အပိုင်းနေရှိတယ်တချို့ကောင်တွေဆိုလို့ရှိရင်တွင်းလို့မရဘူးအပင်လယ်ဓာတ်များလုတ်ထားတဲ့ software တွေကိုပဲပြောတာနော် official review ပြောတာတော့မဟုတ် after effects ကိုကောင်းမျိုးသုံးမယ်ဆိုလို့ရှိရင်လည်း emulation layer တစ်ခုခံပြီးတော့ run ရမှာဖြစ်တဲ့အတွက် performance ကတော်တော်လေးထက်ကြပြန်တယ် အစိုးရတရားမှာအရင်ကြီး powerful မဖြစ်တဲ့ SOC ဆိုတော့ပိုဆိုးသွားတာပေါ့ video editing သမားတွေအတွက်ကတော့တစ်ချက်ပြန်စဉ်းစားရမယ့်အနေအထားမှာရှိတယ် premiere pro မှာဒီကောင်က emulation နဲ့ run နေရတာဆိုတော့အရင်အဆင်မပြေဘူးပို့ပို့ပပပြာ 1080p edit လောက်ပဲเนาะ tiktok ဘာညာ reels edit လောက်လေးပဲဆိုရင်တော့ရပါတယ်အဲ့ဒါအဲ့ဒါအဲ့လောက်ကတော့ကိစ္စမရှိပါဘူး davinci resolve မှာကတော့ native ရနေပြီ Photoshop သုံးမယ်ဆိုလို့ရှိရင်ငါကြတော့ native ရတဲ့အခါကျတော့သူ့ဟာနဲ့သူအဆင်ပြေတယ် graphic designer တွေအတွက်ကတော့အမ်မဆိုးဘူးပေါ့နော် AC သုံးလို့ရတယ်ဒါပေမဲ့တခုရှိတာကျွန်တော်တို့အခုစမ်းထားတဲ့ Adobe Family Software တွေက official တွေကိုစမ်းထားတာ pirate လုပ်ထားတဲ့ကောင်တွေက crack တွေက arm version မရှိသေးဘူး inner version ပဲရှိသေးတယ်ပေါ့နော်အဲ့ဒါတွေကလည်းတွင်းလို့မရတာများတယ်ကျွန်တော်တို့လည်း crack ကိုတော့ arm မပေးဘူးဆိုပေမဲ့ နေနေတာမြန်မာနိုင်ငံဖြစ်တဲ့အခါကျတော့သိရတဲ့အတိုင်းစမ်းပြလိုက်တယ်ပေါ့နော်။ Okay so benchmark တွေကဘယ်လိုရှိနေရှိလဲ။ 3D mark နဲ့စမ်းကြည့်တဲ့အခါမှာ total score ကတော့အခုပြထားသလိုနေထားမျိုးရှိတယ်။ဒါကတော့ Cinebench score ပေါ့နော်။ Cinebench 2024မှာပြထားတဲ့ ranking system အရတော့ multi-core score မှာ690နဲ့ 989လောက်ရထားတဲ့ M1 Max နဲ့ဆိုလို့ရှိရင်22%လောက်ပဲကွာတော့တယ်အခုတည်ထွက်ထားတဲ့ MacBook Air မှာပါတဲ့ M4 နဲ့ရှိရင်တော့40%ဝန်းကျင်လောက်ကွာတယ် Single Core Score မှာက73%လောက်ကွာတာဆိုတေချာတာကတော့ performance မှာ M4 MacBook Air ကိုလုံးဝမရှင်နိုင်ဘူး App compatibility ဘိုင်းမှာလည်း Mac ကအများကြီးပိုအဆင်ပြေတယ်ဒါတွေက full speed mode မှာစမ်းထားတာပေါ့နော်အသွင်ကြိုးထိုးထားတာနဲ့ဖြုတ်ထားတာနဲ့မှာလည်း performance loss ကနည်းနည်းလောက်လေးပဲတော့ရှိတယ် x86 based CPU တွေလောက်တော့မဆိုးဘူးပေါ့နော် ီနေ့မှကျွန်တော်တို့ခုထိပ်ပြောစရာလိုတာက Cinema Bench က Arm မှာ Native Brand တွေလို့တော့ပြောတယ်။ဒါပေမဲ့နည်းနည်းဥွှွန်ဖြစ်နေတဲ့အပိုင်းလေးတွေလေးတော့ရှိနေသေးတယ်။ကျွန်တော်တို့ Benchmark ကိုခဏခဏ Range ကြည့်တဲ့အခါမှာတစ်ခေါက်နဲ့တစ်ခေါက်နဲ့ Variation လေးတွေကနည်းနည်းများလွန်းနေပေါ့နော်။တိတ်ပြီးတော့ consistent မဖြစ်ဘူးအဲ့လိုမျိုးလေးရှိတယ်။ Protocol မှာ Phantom ကလည်း benchmark တွေကိုတိုင်းနေတော့အချိန်လောက်ပဲကြာရတာ။ကြာတဲ့အချိန်မှာဆိုရင်တော့ laptop မှာ fan by လားဆိုတာတောင်မှမေးယူရတယ်ပေါ့နော်။ တမယ်ပိုင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ heavy use ပြီးတော့ benchmark ဆန်းတဲ့အချိန်လောက်မှာကြတော့ဒီ chip ရှိတဲ့ laptop ရဲ့အလယ်နားလောက်မှာ surface temperature 45 degree လောက်ထိအမြင့်ဆုံးတက်တယ်။ကျန်တဲ့အချိန်ပုံမှန်သုံးတဲ့အချိန်တွေမှာတော့ laptop body ကပူတက်လာတာမျိုးအာတက်တုံတက်တာမဖြစ်ရလောက်တဲ့အပုံစံမျိုးဖြစ်တာမျိုးအဲ့ဒါမျိုးလုံးဝမရှိဘူး။ကြိုးပြောထားချင်တာကနော်ဒီ laptop က ultra book ဆိုတော့ gaming မှာတော့အများကြီးမမျောလင့်နဲ့ဆိုတော့အပြင်းပြေအလွမ်းပြေဆော့တာလောက်ကတော့ဆော့လို့ရတယ်။ဒါပေမဲ့အပြန်စဉ်းစားကြည့် Dota 2ကို lower setting မှာတော့ရုံးကန်နေရတာက performance issue ဆိုတာထက် compatibility issue ကြောင့်လို့ပြောရမယ်။တချို့ game တွေမှာတုံထားတဲ့ anti cheat တွေကအားမမှလုံးဝအလုံးမလုံးဆိုတော့လုံးဝကိုဖွင့်လို့မရဘူးဆိုတဲ့ game မျိုးတွေရှိတယ်။ပြောမယ်သာပြောတာပါဒီ laptop ဝယ်တဲ့သူတွေကလည်း game ဆော့မဲ့သူတွေတော့မဟုတ်ဘူးရဲ့။ game ဆော့မှာဆိုတော့မဝယ်နဲ့ရော။အာတကယ်ခေါင်းနဲ့ပဲပြောလိုက်လို့ရတယ်။ကျွန်တော်ခုသုံးကြည့်တဲ့ရက်ပိုင်းမှာတော့ web browsing office use day to day normal usage တွေမှာတော့အဆင်မပြေတာရေလို့တော့မရှိဘူး။ offline ပဲ share smooth တယ်တော်တော်လေးမိုက်တယ်အဲဒါပေမဲ့ကိုသုံးဖို့လိုတဲ့ app တချို့ထည့်လို့မရတာမျိုး ရှိတယ် Copilot Plus PC ဖြစ်တာကြောင့်မို့လို့ on device AI feature တွေလည်းဒီကောက်မှာတုံးလို့ရမယ်အဲဒီ Copilot button လေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ကိုသိချင်တာကိုကိုမေးလို့ရတာလည်းကျွန်တော်တို့ပုံမှန် browser စီကိုသွား ChatGPT ဆိုပြီးတော့ရိုက်အဲ့ထဲမှာမှ prompt လုပ်အဲအဲ့ဒါထပ်ပို့ပြီးတော့မြန်သွားစီတယ်ပေါ့နော်ဒါ productivity ဘိုင်းမှာတော်တော်လေးအထောက်အကူဖြစ်မယ်လို့တော့မြင်တယ်ပြောရမယ်ဆိုလို့ရှိရင်တခြားသောဒီ live caption လိုမျိုး AI feature တွေအပြင် generative fill တို့ object eraser တို့အဲ့လိုမျိုးဒီ Photoshop မှာပါတဲ့ feature တွေမှာလည်းဒီ NPU ကအလုပ်လုပ်တယ် โอเคဆိုတော့ efficiency ကောင်းလာပါကြီးရဲ့ဆိုရဲ unbased snapdragon chip ကြီးရဲ့ battery life ကဘယ်လိုနေမလဲကျွန်တော်တို့ performance ဘက်မှာအားနည်းခဲ့ပါတယ်ဆိုသမျှเนาะ battery life မှာတော့ဒီကောင်ဆရာကြီးပဲ battery life အနေနဲ့ကဒီကောင်မှာ 70watt hour ကိုသုံးထားတယ်ဒီ size laptop တစ်လုံးအနေနဲ့ကတော့ asdon ကြီးရဲ့ဒီ battery ကြီးอ่ะလေဒါသူ့ရဲ့အကိုဝင်းခွဲပေါ့เนาะ vivo book s14 ရဲ့ကိန်းဂဏန်းအရာမှာတော့နည်းတယ်ဆိုပေမဲ့ chip ရဲ့ efficiency ကြောင့်မို့လို့ဒီကောင်တိတိတတ်တာကိုပိုခံတယ် ် ASUS ဘက်က32 hours ခံတယ်လို့ပြောတယ်ဘာလို့32 hour လဲတော့မသိဘူးကျွန်တော်တို့စမ်းကြည့်ရတဲ့လောက်ကတော့အခန်းနာတော့လေတော့ခံတယ်ဒါပေမဲ့32နာရီခံတာတော့မဟုတ်ဘူးအကျွန်တော်တို့ကတော့ battery percent ဒီ85%လောက်မှာ brightness ကိုတဝက်လောက်ထားထားတယ်ဗီဒီယိုတစ်ခုလောက်ဖွင့်ပြီးတော့ပစ်ထားတာ16နာရီကျော်ကျော်ကြာတဲ့အခါမှာ5%ကျန်နေတယ်ဒါတော်တော်လေးကောင်းတဲ့အနေထားလို့ပြောလို့ရတယ် Windows ဘက်မှာဒီလောက်ကောင်းတဲ့ battery life နဲ့ laptop တော်တော်ရှားတယ်ဒီကောင်းရဲ့အနေထားက Apple ARM laptop တွေနဲ့ရှင်ဖိုက်လို့ရတဲ့အနေထားမျိုးမှာရှိတယ် normal usage တွေမှာကျွန်တော်တို့ MacBook Air battery life နဲ့အရင်ရင်ကွာတယ်လို့မခံစားရဘူးဒါပေမဲ့ heavy test တွေလုပ်တဲ့အခါမှာတော့ MacBook Air ကပိုအားခံတယ်ကျွန်တော်တို့အပြင်သွင်းမယ်ဆိုလို့ရှိရင်65ဝမ်နဲ့သွင်းလို့ရတယ်0 to 100ကိုတနာရီခွဲလောက်တော့သွင်းရတယ်ဒီ laptop ကအရင်အားခံတဲ့အခါကျတော့တနာရီလောက်အားသွင်းထားပြီဆိုလို့ရှိရင်2ရက်လောက်သုံးလို့ရတယ်။ normal use ပေါ့နော်။ခင်ဗျားအရင်မခိုင်းဘူးဆိုလို့ရှိရင်တော့3ရက်4ရက်လောက်နေမှတစ်ခါပဲအားသွင်းရမယ်။ ော့ဒီကောင်ရဲ့အသွင်းနှုန်းကိုကြည့်လိုက်ကျွန်တော်ဖုန်းအသွင်းနှုန်းသက်သာလောက်လေးပဲရှိတယ်တည်တည်လေးပဲဒီကောင်အသွင်းနှုန်းနဲ့မှမဟုတ်ဘူး PD ရတဲ့ USB PD ရတဲ့ဘယ်အသွင်းကြိုးနဲ့မဆိုသုံးလို့ရတယ်ဒီတစ်ချက်ကလည်းကို့မှာ PD ရတဲ့အသွင်းကြိုးကောင်းကောင်းတစ်ခုရှိတယ်အဒက်တာတစ်ခုရှိတယ်ဆိုရင်အသွင်းကြိုးအပိုတည်စရာမလိုတဲ့အခါကျတော့အလုတ်ရုပ်ကလည်းတော်တော်လေးသက်သာသွားစေတယ် Okay ဆိုတော့ conclusion ပြောမယ်ပေါ့နော်ဒီ laptop ကဘယ်သူတွေအတွက်ဖြစ်မလဲပြောရရင် Windows ဘက်မှာ normal usage အသုံးများတဲ့သူတွေဘာ gadget မဆိုလှတာမှကြိုက်တယ်ပေါ့တာပါတာမှကြိုက်တယ် battery life ခံတာဦးမှသဘောကျတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ကွာအများန်းအပြင်သွားရတဲ့သူမျိုးတို့ဘာလို့ဆိုလို့ရှိရင် office နဲ့သက်ဆိုင်တဲ့ software တွေအများဆုံးသုံးပြတဲ့သူဆိုလို့ရှိရင်ဒီကောင်ကိုရွေးတင်တယ်ပြောလို့ပြောတာမဟုတ်ဒီကောင်ကို back back ထည့်ထားလို့ရှိရင်ပါတယ်လို့တောင်တိတ်ပြီးတော့သတိမထားမိဘူးဆိုတော့ခင်ဗျားတို့ ဒီ laptop ကိုဘက်ဘက်တည်းထည့်ထားပြီးတော့ဘတ်စကားစီးရင်ငါ laptop လေးအိတ်ဖောက်ပြန်အခိုးခံလိုက်ရပြီလားလို့ခဏခဏပြန်ကြည့်နေရမယ့်အနေအထားမျိုးရှိတယ်အဲဒါတော့အားနေချက်ပေါ့နော်သူအားနေချက်ကြီးကအားသာချက်ကြီးလားအားနေချက်ကြီးလားလဲတိတ်မသိခွဲပြီးတော့ဒီ social media ကောင်းကောင်းသုံးမယ်နော်ရုပ်ရှင်ကြည့်ခြင်းနဲ့ဇာတ်ကားလေးတွေလောက်လေးပဲကြည့်မှဆိုရင်တော့ဒီ laptop မှာပါတဲ့ OLED panel နဲ့ဟာကွက်တီပဲပြီးတော့၄နာရီလား၄နာရီပြတ်အဲ၄နာရီထက်လား၈နာရီပြတ်ဆိုတော့ကိုရီးမြန်မာနိုင်ငံရဲ့လက်စစ်မီးအခြေအနေနဲ့လဲကြိုက်တယ် မိလာတဲ့အချိန်လေးတနားရီလောက်အသွင်ကြိုးလေးပြေးထွက်ထားလိုက်နှစ်ရက်လောက်သုံးလို့ရတယ်။ဟောပြီးတော့ဒီကောင်မှာလေသာအိတ်လေးလေးတစ်စုံပါတယ်။ဒီကောင်ရဲ့အိတ်လေးကအထတော်တော်ကြားတယ်။သူပရီမီယံဖြစ်တဲ့ look and feel လေးလေးရတယ်ပေါ့နော်။အပြင်သွားမယ်ဆိုလို့ရှိရင်စမက်ချက်ချက်လေးထည့်သွားလိုက်ရုံပဲ။လက်ကနေကင်သွားရင်လည်းမလေးဘူးဆိုပေမဲ့အလူအရမခံရအောင်နော်ခင်ဗျားတို့ကယူဆိုင်ကြပါဗျာနော်။ဆိုတော့နော်ကောင်မလေးတွေကြောက်လို့ရှိရင်အပြင်သွားလို့ရှိရင်မိကလေးနာကြတယ်လို့မျိုးပဲတခါတလေတော့စိတ်ညစ်စရာကောင်းနေဆိုပေမဲ့အချိန်ကြာလာတဲ့အခါမှာသူ့ဟာနဲ့သူ အဆင်ပြေလာတာမျိုးလေးတွေလည်းရှိတယ်ဒီ laptop မှာလည်းတော့အဲ့လိုပဲအာလက်တလုံးအခြေအနေအရ app အစုံမရသေးဘူး arm support ကို windows ကကောင်းကောင်းမပေးနိုင်သေးတဲ့အချိန်မှာတော့နည်းနည်းစိတ်ညစ်စရာကောင်းနေဆိုပေမဲ့နောက်ပိုင်းကိုလိုတဲ့ app တွေ native run လာနိုင်ရင် this is the chosen one ဆိုပြီးတော့ဖြစ်သွားနိုင်သေးတယ်โอเคဆိုတော့ဈေးနှုန်းဈေးနှုန်းကဒီကောင်ကဒေါ်လာ1199ကျပ်မြန်မာငွေနဲ့ဆိုရင်3900ကျော်ဝန်းကျင်လောက်ဖြစ်တာပေါ့ M4 MacBook Air ကို storage 512GB နဲ့ဝယ်မယ်ဆိုရင်လည်း1200ဝန်းကျင်ပဲဆိုတော့ ဒီနှကောင်ပြိုင်ဘက်တွေပေါ့နော် MacBook Air နဲ့ရှင်းလိုက်မယ်ဆိုရင်ဒီကောင်က OLED display ဖြစ်သွားတာတာမယ်ပိုပေါ့ပိုပါတာတာမယ် performance နဲ့ app compatibility ဘိုင်းမှာတော့လောလောဆယ်အခြေအနေမှာဒီအနေထားမှာတော့ M4 Air ကပိုကောင်းတယ် battery life ကတော့ပြောရင်အတူတူပဲလို့ပြောလို့ရတယ်ဆိုတော့ခင်ဗျားပါဆိုရင်ရောဘယ်ဟာကိုရွေးမလဲ ZenBook A14 ကိုရောဘယ်လိုမြင်လဲထုံးစံတိုင်းပဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှင်းခုံမေးမြန်းသွားလို့ရပါတယ် Okay နောက်နေ့မှတွေ့တော့